လိုမင်္ဂလာပါဒါကတော့ကျွန်တော် aircon တစ်လုံးစပစ်ပြပြင်တာပဲဖြစ်ဖြစ် aircon တစ်လုံးကိုပြပြင်စိတ်ဆဲတော့မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပထမအဆုံးကတော့ကျွန်တော်တို့တမန်အိမ်ဆုံး aircon တွေကိုကြတော့ step by step ကျွန်တော်တို့ဖြုတ်တတ်ဖို့လိုတာဖြစ်ပါတယ်เนาะအဲ့တော့ပထမဆုံး number 1ကိုကျွမ်းကျင်တဲ့ခါတော့ကိုချိုက်သလိုဖြုတ်လို့ရတာဖြစ်ပါတယ်ကျွမ်းကျင်တဲ့ခါမှာတော့ကျွန်တော်တို့ scale time ဖြုတ်ပြရပါ โอเคပထမအဆုံးနံပါတ်1ဖြတ်ွားမှာကပါဝင်တဲ့နေရာလဲပါဝါဝင်တဲ့နေရာအဲ့တော့ဆိုတော့ဒီဖုံးကြောင့်ရှင်းပြမယ်တကယ်လို့ဒီဖုံးတာမရှိကြဘူးဆိုရင်မိုးရေတွေဝင်ပြီးမှဘာဖြစ်သွားနိုင်လဲ short ဖြစ်သွားနိုင်တယ်ရာသပါမတာ air con တစ်လုံးဝင်တော့မယ်ဆိုရင်တော့ဒီအဖုံးလေးပါဝါဝင်တဲ့အဖုံးလေးပါရမယ်ဒါက number 1ဖြစ်တယ်ဟုတ်တယ်နော် number 1ဆိုဖြုတ်ပြီးဟိုနားလေးမှာစီထားလိုက်ဟုတ်တယ်နော် ဝမ်ပြီးသွားခဲ့မယ်ဆိုရင်နံပါတ်2ဖြစ်တယ်နံပါတ်2ကဘာလဲဆိုတော့အเจ้าမေမေကြောင့်ဒီဖလေးကောင်းတွေကယူဆိတ်သွားတဲ့အခါကျရင်တခြားအိမ်တွေတခြားပတ်ဝန်းကျင်တွေကိုကက်တွေပန်းပြီးမထွက်ရအောင်အတွက်ခါပါအနေနဲ့လုပ်ပေးထားတာနောက်ပြီးတော့ဒါလေးမပါလာခဲ့ဘူးဆိုရင်မိုးရေပတ်တဲ့အခါကျရင်နတ်ရိတ်တွေကတန်ကြီးလိုက်ပြီးလွေလွေကူကူ gas ထွက်နိုင်တယ်ဒါသူရဲ့အကြောင်းပြချက်တွေကတော့အများကြီးရှိသေးတယ်လုံးလုံးစေဒီတမ်းမှန်အနေထားမျိုးနဲ့နားလည်အောင်သူပြောပြတာဟုတ်တယ်နော်အဲ့ဆိုတော့ဒါကနံပါတ်2ဖြစ်တယ်နံပါတ်2ဖြစ်မယ် ကဲဒီအဖုံးဖြောက်ပြီးသွားပြီဆိုရင်ဆရာတော်ကဘာလုပ်ပေးရမလဲတိတ်လေးနဲ့ပတ်ပေးရမလဲဆေးချိုးတဲ့အခါဒါမှမဟုတ်မဆေးခဲ့ဘူးဆိုရင်လည်းဖုံးနေသေးတယ်မဝင်သွားအောင်အတွက်ဒါလေးကိုတိတ်လေးနဲ့ဒီလိုလေးပတ်ပေးပါပတ်မယ်အဲအဲ့လိုလေးနှစ်ပတ်သုံးပတ်လောက်ပတ်လိုက်တိတ်လေးနဲ့နော်ဒါမဖြစ်မနေပတ်ပေးရမယ်ဒါမပတ်ပေးလို့မရဘူးတော့ရေးဆေးတဲ့အခါပြည့်ပြည့်အဲ့လားဖုံးနေသေးတယ်ခဲလုံးတွေဝင်သွားတတ်တယ်ဒါလေးကိုတိတ်လေးနဲ့ပတ်ပေးရမှာအပေါ်အောင်ပတ်ပေးရမှာ ။နံပါတ်နှစ်ပြီးသွားရင်နံပါတ်3ကအပေါ်ကအဖုံဖြစ်တယ်။အပေါ်ကအဖုံကိုဖြုတ်ရမယ်။ဟုတ်တယ်နော်ဖြုတ်လို့ရပြီ။ Okay ဒါကတော့ကျွန်တော်အပေါ်ကအဖုံဖြစ်တယ်နော်။ဒါဆိုရင်နံပါတ်3ဖြစ်တယ်။နံပါတ်3ဆိုတော့နံပါတ်4ကတော့အရှိကာပါဖြစ်တယ်ဒါလေးဖြုတ်เสียမလို့ဘူးဒီကာပါလေးကိုဖြုတ်လိုက်ရင်သူက တော့သူပြုတ်သွားလိမ့်မယ်ဟုတ်တယ်နော်ဒီကာပါပြုတ်ဖို့အတွက်ဘယ်နားမှာနက်ကျက်ထားတယ်ဆိုတာကိုဖြုတ်လို့ရပြီနော်ဒါကနံပါတ်၄ဖြစ်တယ်အလုံးပြုတ်ပြီးသွားပြီဆိုရင်ဒီကောင်ကဒီဘက်ကိုလှန်လာရမှာဒီဘက်လှန်လာမယ်နော်လှန်မယ်ဒီလိုလေးလှန်လာမယ်ဒီမှာကလစ်လေးရှိတယ်ဒီမှာချစ်ဒီမှာချိတ်ထားလိုက်ကလစ်ပေါ့အဲအဲ့ကလစ်လေးရှိတယ်ဒီကလစ်လေးနော်ဒီကလစ်လေးကဘာလဲအပေါ်တင်ရမှာလားအောက်ကိုတင်ရမှာလားအပေါ်မရမှာပေါ့ဟုတ်တယ်နော်မှန်မယ်အဲအဲ့လိုပုံစံမျိုးလေးပြီးရင်ထွက်သွားလိမ့်မယ် ရပြီနော်ပြန်တက်တဲ့ခါလေးဒီ clip ကိုအရင်ဆုံးတက်မယ် B မှာဖြည်းဖြည်းချင်းဒီလိုလေးဖုန်းလာမယ်ဒါကနံပါတ်ဘလောက်နံပါတ်3နံပါတ်4ဟိုမှာချထားပေးမယ်နော်နံပါတ်4 Okay senior အတိုင်းတော့ချရအောင်ဒီဘက်ချလိုက်ပါလားအေးအလိုမျိုးနံပါတ်4 Okay အဲ့ဆိုတော့နံပါတ်၄ပြီးသွားပြီဆိုရင်နံပါတ်၅ကကျွန်တော်တို့ဘာဖြောက်ရမလဲပန်ကာဖြောက်ရမယ်ပန်ကာဆိုရင်ဒါတွေအားလုံးဖြောက်မှာမဟုတ်ဘူး ဘန်ကာနဲ့တက်ဆိုင်တဲ့ကျို့ကိုဓာတ်ပုံရိုက်ပေးရမယ်ဒီမှာတော့အရန်လွယ်တယ်ဆော့ကတ်ပဲဒီဆော့ကတ်လေးဖြုတ်လိုက်တာနဲ့ဘယ်ထိုင်ဖြုတ်မလဲဘန်ကာရဲ့ဒီထိုင်လေးဖြုတ်မယ်ဒီဘန်ကာလေးမယ်ဆိုမှသာဒီဘန်ကာအရွက်ကိုဖြုတ်ရမှာဘုကဘန်ကာလေးမှာမဟုတ်ဘူးဘာလို့ဆိုတော့စေးကျို့အန်အတွက်ပင်ကတစားစီဒါကိုဖြုတ်တာဒါကြောင့်မလို့ဒီ socket ကိုဖြောက်လိုက်ရပြီတကယ်လို့ဒီ socket လိုမျိုးမဟုတ်ပြင်းနဲ့ခက်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 မျိုးဆိုရင်တော့ဓာတ်ပုံလေးရိုက်ထားဘယ်နေရာမှာဝင်နေဆိုတော့ဟုတ်တယ်နော်အဲ့ဒါလေးလုပ်ပစ်ထားမယ် ဒါဆိုရင်ဒီပန်ကားဒီအောက်မှာရှိတယ်ဒီနတ်ကိုဖြုတ်တဲ့အခါကျရင်တကယ်လို့တအားမာတဲ့အကောင်လေးရှိရင်ဒီအနောက်မှာတန်လိုမျိုးရိုက်တဲ့ဟာလေးစကူဒရိုက်ဘာပါရမယ်အဲ့ဒါလေးနဲ့သူနဲ့နှစ်ချက်လောက်ရိုက်ပလိုက်ရမယ်ဒါမှသူ့ရဲ့အထိုင်လေးတွေကနည်းနည်းလေး loose ဖြစ်သွားတာပေါ့ကွာသွားတာပေါ့ဒါမှဖြုတ်လို့ရမယ်အခုကတော့ဒါကလွေပါတယ်တိရတာနတ်အစ်စ်လို့မျိုးမြင်နေနော်ဖြုတ်ပြီးသားပြီလားအစောကအဲဖြုတ်ပြီးသားပြီဆိုရင်ပန်ကားလေးပြုတ်ရပြီဒါဆိုရင်ဒါကနံပါတ်ဘယ်လောက်လဲနံပါတ်5ပေါ့နံပါတ်5လေးနော် ခုရအားလုံးဖြုတ်ပြီးသွားရင်နတ်တွေဖြုတ်ပြီးသွားပြီဆိုရင်ပန်ကဖြုတ်လို့ရပြီရပြီနော်သူ့ရဲ့နံပါတ်အတိုင်းချတာပြင်ညာလဲမှာမထောင်ထားဖို့ထောင်ရင်လေးပြီးကျိုးသွားတတ်တယ်အောက်မှောက်ထားလာအဲအဲ့လိုလေဟုတ်တယ်နော်โอเคဒါဆိုရင်နံပါတ်ဘယ်လောက်ဖြစ်သွား1 2 3 4 5ပြီးသွားပြီနံပါတ်5ပြီးသွားပြီနံပါတ်6နံပါတ်6ကဆရာတို့ဘာဖြုတ်ရမလဲဆိုတော့ဒီကာဘာကိုဖြုတ်ရမယ်နံပါတ်6ပါနော်ခုကျွမ်းကျင်တဲ့ကာတော့အဆင်ပြေလို့ဖြုတ်ဒီကာဘာလေး step by step လေးတိတ်ဖို့လိုတယ်နော် down the